ငငယ်လေးကပေါ့ထုံးစံမှာပဲဆိုတော့ तू အခွေထွက်တိုင်းမိဆက်နီအခွေထွက်တိုင်း तू ကလည်းလာတယ် तू ခွေထွက်တိုင်းမိဆက်နီလည်းလာတယ်မိဆက်ရောတကယ်တငယ်ချင်းတကယ်အေးရေချစ်ဆုံးတငယ်ချင်းနေဆိုတော့ကိုတငယ်ချင်းရဲ့စူးစမ်းအထောက်မှုကိုလာရောက်အပေးနဲ့အဖြစ်ပေးရဖြစ်ပါတယ်အရင်အားကြပါတယ်အားကြပါတယ်ဒီခုရက်သူ plan ထားတာကြပြီ2019တွေကပေါ့နော်အခုမှထွက်လာတာပေါ့နော်အဟိုဟာမိဆက်နေလဲအမှန်တိုင်းပြောဂျာရဲမှာအဲ့လို full urban လုပ်နေတာတော်ကြပြီ2023တွေကထွက်ဖို့ အာလှုပ်ထားတာဒါပေမဲ့အာအဲ့လိုမျိုးပြောရမယ်လူကဂျားမှာအဲ့လိုလှုပ်လိုက်မလှုပ်လိုက်အဲ့လိုမျိုးဖြစ်နေတာပေါ့အရှိန်မရှိဘူးဖြစ်နေတာပေါ့နော်သူဒီလိုမျိုးထွက်လာတွေ့တော့တကယ်ကိုအားကြမိပါတယ်ဆက်လျက် album ကိုလည်းဒီနှစ်ကောင်ကိုကြာအစောတက်မှာပါဟုတ်ပါ spice of life ဟုတ်ပြောပါတယ်တကယ်ချင်းတစ်ချေကအာသူရေးထားတဲ့တစ်ချေပေါ့နော်မိဆက်နေရတော့ rap တွေဝင် rap ပဲဝင်ရထားပါဘောအဲ့တစ်ချေဆိုလဲတကယ်ချင်းတွေအတွက်အမှတ်တရဖြစ်အောင်ဟိုလူစွာပဲချိန်လာမှဖြစ်မှမသိကြအောင်လေအခုဆိုအာအခုဆိုရေးလာလောကရာရဲတရားပြတဲ့ကာလရောက်ရှိနေတဲ့အခါကျတော့ တကယ်ချင်းလည်းဘယ်ချိန်မှာဘလို့ကွဲခွာမလဲဘလို့နေထားနေရှိကြမလဲမသိတော့စုံနေစေတွင်းမှာတချင်းလည်းအမှတ်တရဖတ်ကြည့်ဝါမယ်ဆိုပြီးတော့မစ္စတာတို့ဒါ तू อ่ะ तू อ่ะတစေစပြီးတော့ဥဆောင်ပြီးတော့မစ္စတာဖန်နီးပြစ်ခဲ့ရပါအဲ့တော့ဒီတကယ်ချင်းတွေလည်းပတ်သက်ပြီးတော့လဲမစ္စတာတို့တကယ်ချင်းတွေအပေါင်းပြီးတော့လဲအခွေတစ်ခွေလုပ်ဖို့လဲရှိပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ဒါတော့ဘလို့ပြောရမလဲသူ့ဝါသနာနဲ့သူ့ရဲ့အလုံးနဲ့သူထပ်ထူရမ်းကြွားရဲဟာပေါ့နော်ဟိုသူဆိုလဲငငယ်ရဲကဒီလောက်ကိုယူယူတွတ်နဲ့လုပ်ခဲ့ရဲလူဆိုတော့ဟိုတချင်းမဆိုရရင်တချင်းမလုပ်ရရင်တချင်းမရေးရရင်အဲ့လို မနေနိုင်ဘူးအဲ့လိုလှုပ်ချင်နေတဲ့လူတွေပေါ့နော်အဲ့လိုမျိုးတရားဖြစ်တဲ့အတွက်ဟို तू ကတော့ခလေးပဲမူမူခလေးပဲတရားဝယ်ရ तू ကတလုံးလိုမျိုးလုပ်နေမယ်ထင်တယ်ခါကျ तू အဲ့လိုအေးစိတ်မနာနေဘူးအဲ့လိုအဲ့လိုနားနေရတာက तू ကပြင်းတတယ်အဲ့လိုမျိုးအဲ့လိုနားနေရတာက तू မကြိုက်ဘူး तू ကတော့အလုံးလုံးဝမှပျော်ရဲတချင်းလောက်ကမှ तू ကပျော်ရဲဆိုတော့ तू လောက်ကမိဆိုင်မလုံးနိုင် तू လောက်လည်း strong မဖြစ်ဘူးမိဆိုင်တွေကအဲ तू ချက်ဆိုင်ပို့ပြီးတော့ခလေးဆန်တယ်မိဆိုင်တွေက yes strong မဖြစ်ဘူးပေါ့နော်ဟာ အဲမစတရားကြောင်းနည်းနည်းဘယ်လိုပြောမလဲအဲ့လိုကိုကလိုနည်းနည်းမျောလွင့်တဲ့လူမျိုးပေါ့မျောလွင့်တယ်အလုံးမလုံးတာမဟုတ်လုံးတယ်ဒါပေမဲ့ तू ကဘိုးလုံးနိုင်တယ်အဲမနက်တိုင်းကစရိယာကလေးဆန်တယ်ပေါ့နော်အမကလည်းကြည့်ပါပါအရင်တည်းကပုံစံဒီပုံစံပဲတက်တာအတက်တာကြီးလာကိုယ်မေ့တာအဲ့လိုမျိုးဆိုတော့ဟိုဟာဘာလို့ပြောမလဲအားကြဲတာပဲအဲ့လိုမျိုးကြောက်လဲကြောက်တယ်ကြောက်လဲကြောက်တယ်ဆိုတော့ဟိုပတာဝင်တစ်ခုပေါ့နော်ကလေးဆိုတာအကြောင်းကိုက ကိုဘာမှဖြစ်လာတဲ့အရာလေးကိုဘာရောကိုဖန်တီးပြီးတော့ဖန်တီးပြီးတော့ခေါ်လာတာပေါ့နော်အဲ့လိုမျိုးဆိုကိုကိုဝိုင်းတော့မရင်ကျက်တဲ့အချိန်အာမစက်နေမှာလည်းမစက်လွတ်ချက်တဲ့ဟာအများကြီးရှိသေးတယ်။မရင်ကျက်တဲ့အချိန်ခလေးစားတဲ့အချိန်အမှန်တမ်းတော့ယောက်ျားယူလာမှအခုချိန်ကြီးအသားအတိတ်မကြဘူးအမှန်တမ်းတော့တော့ပြတ်တော့ကြော်သွားတယ်ဗျ။ အဲ့တိတိကျကျလာပြီအဲ့ဒါကြီးကိုအဲ့လိုမျိုးအဲ့တော့အချိန်လေးယူစေပြရပါတော့အားတော့ကျပါတယ်ဒါပေမဲ့မစ္စတီရဲ့အာဘယ်လိုမစ္စတီရဲ့ကြောက်ကြောက်တော့မတူဘူးပေါ့နော်မစ္စတီကကြောက်အဲ့လိုတော့မပါနဲ့အဲ့လိုမျိုးခလေးနဲ့ဆန်နေသေးတော့အဲ့လိုမျိုးခလေးတယောက်ဘယ်လိုခံရဖို့လဲမစ္စတီမှာတာဝန်ယူနိုင်တယ်အဲ့လိုခွာရယ်အဲ့လိုစိတ်တွေမရှိသေးဘူးလို့ကိုယ့်ကိုယ်ကိုထင်တယ်ပေါ့ဟုတ်ကဲ့ဟောတာခလေးကိုတော့တူတာအဲ့မပြောဟောသူကလည်းအာအရင်ကအဲ့လိုမျိုးပဲမစ္စတီတယောက်ကဘယ်လိုပြောလဲ အဲဒီစားကမတန်အရင်တွေ့ဆယ်လာရနေရှူထားတာကွာအဲ့လိုဆိုတော့ချိန်မှာနှစ်ယောက်က bonding တိဆောက်ပြီးတော့တစ်ယောက်ကြောင်တစ်ယောက်ကအရင်တည်နေကြပြီဆိုပေမဲ့လည်းဒီစက်ပေါ်ပြီးတော့ အာဘယ်လိုပြောမလဲဟိုဖက်ဖို့ဒီကနေ့နောက်ထဲတော့ခီးအသားချင်သေးတယ်ဟိုအိမ်မက်တွေကိုညဝေရင်းနဲ့အဲ့လိုဖက်တန်းချင်သေးတယ်ပေါ့နော်သူကလည်းအားမပြောဘူးတစ်ဖက်သုံးမိပါရကလည်းဘာမှမဆက်ဘူး pressure မပေးဘူးဘာဖြစ်စောအဆိုင်ရမဆက်ရမယူသေးလေအဒီဟာရအကျိုးပြီးတော့မဆက်ရတော့ discuss လုပ်ထားပြီးတာပေါ့နော်ဟုတ်ကဲ့အာနောက်ထပ်လည်းမဆက်ရခွန်အားအများကြီးပေးပြီးတော့အများကြီးချစ်ပေးပါအောင်လို့ဒီနေ့ရအခွေကိုလည်းပြည်သက်တွေအားလုံးအာကျင်းနေကြမယ်လို့ချင်ပါတယ်ဒီတချင်းတွေအရန်ကောင်းပါတယ်လို့ပြည်သက်တွေအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင့် Thank you.